ပရိသတ်တွေကိုအခုယေသနာကနေမှဒါဖိုတိုရိုက်ကွင်းပေါ်ကိုခေါ်ဆောင်သွားပေးပြီဆိုတော့အခုနောက်ဆုံးအနေနဲ့ကတော့ပွဲပေးတဲ့အခမ်းအနားတစ်ခုကိုတင်ဆက်ပေးကြပါရစေဗျာကိုစိုးရီမနေ့ကဖြစ်သည် မနေ့ကဖြစ်တာကတော့ဒါငလျင်ထုတ်သွားတယ်တော့သိရတယ်ဗျာဟုတ်ပါတယ်ဒါပေမဲ့ဒီတစ်ခါဆိုလို့ရှိရင်တော့မနေ့ကဖြစ်တည်ဆိုတာက mini series ကတော့ဝက်ပွေးတဲ့အခမ်းအနားပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအာဒီဟာဆိုလို့ရှိရင် Taurus B Production ကနေပြီးတော့ထုတ်လုပ်သွားပြီးတော့ Director အောင်မြတ်ရိုက်ကူသွားမယ်မနေ့ကဖြစ်တည် mini series ကတော့ဝက်ပေးခြင်းအခမ်းအနားကိုပြည်သူများတဲ့တင်ဆက်ပေးခြင်းတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီအကြောင်းအရာကိုတော့ဒါညီမလေးဝင်းသီရီကျော်ကနေတင်ဆက်ပေးသွားမှာပါမနေ့ကဖြစ်တည်ဆိုတဲ့ mini series ကဆိုလို့ရှိရင်ဒါပြည်သူတွေကိုပထမတစ်ခေါက်မှလည်းကျွန်တော်တို့ဒါ casting လုံးတော့တင်ဆက်ပေးပြီးဖြစ်ပါတယ်သူကဆိုလို့ရှိရင်ဒါ suspense ပုံစံ ဇက်ကအမျိုးအစားဖြစ်တယ်ဒီတော့ဒီကတော့ဝေးပေးတဲ့အခမ်းအနားမှာဆိုလို့ရှိရင်လည်းဒီထဲမှာပါဝင်တဲ့သူတွေနဲ့တွေ့ဆုံရမှာပါရှုစားကြည့်ပါဦးခင်ဗျာအမှုပညာမိုးကောင်းကင်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှဆိုရင်အမှုပညာချစ်ပရိသတ်တွေကိုခေါ်ဆောင်သွားမှာကတော့ရန်ကုန်မြို့ရှိတကုံဖျားအောင်မြင်မှာကျင်းပပြုလုပ်နေတဲ့ Torres B Production ကနေထုတ်လုပ်ဖြန့်ချီသွားမယ်မနေ့ကဖြစ်တဲ့ mini series ရဲ့ကြော်ပွဲမြင်ကွင်းတွေကိုရိုက်ကူးတင်ဆက်ပေးသွားမှာပါပြည်သူများရှင်ဒီ mini series မှာဆိုရင်တော့အင်းမြတ်သူသူရိယာတို့နဲ့ Forever Group မှာထဲလမ်းများစွာနဲ့ပါဝင်ထားပြီးတော့မှ Director အောင်မြတ်ကနေ ့ပုံဖော်ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီမနေ့ကဖြစ်တဲ့ mini series နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီကနေ့ကျွန်မတို့နုပညာမိုးကောင်းကင်စီစဉ်ကနေလေ့လာနိုင်မှာဖြစ်တဲ့အတွက်ဆက်လက်ပြီးတော့ကြည့်ရှုခန်းစားပေးကြပါအောင်ရှင်။ဒီနေ့ကြော်ဝဲပေးတဲ့ TV series ကတော့ဒါကျွန်တော်ရဲ့ပထမဆုံးလေးဖြစ်တယ် ပြီးတော့ဟိုပုံစံ꽌လေးလဲစပြီးတော့မှရိုက်ကူးရမယ့်ပုံစံလေးပါဘာလို့လဲဆိုတော့ပုံမှန်ကျွန်တော်ဒီ drama romance ဖြစ်တဲ့ပုံစံလေးတွေရိုက်ဖြစ်တာများတယ်အခုဒီကားကတော့ suspense ပုံစံလေးဖြစ်နေတယ်အဲတန်တရာဖြစ်ဖို့ကောင်းတဲ့ကားလေးပေါ့နော်အဲ့ကားလေးကဇလန်းနမေကတော့မနေ့ကဖြစ်တည်ပါရေးထားတာကဒီဆ iam မမဲ့ခိုင်နဲ့ဇာတ်တို့ဘုသူဆောင်တို့ရေးထားတဲ့ ဒီဇလန်လေးပါခင်ဗျာဟုတ်ကဲ့ရှင်ဒီ series ဖြစ်လာပေါ့เนาะရွှေတို့တွေလည်းဒါပြိသက်ကြီးကိုရွှေဆိုလို့ရှင်လည်းဒါပြိသက်တွေကပြိသက်တယောက်ပဲလေအဲ့တော့ပြိသက်တွေဘယ်လိုမျိုးဇလန်တွေကြီးကျင်လဲ MRT4 ကနေထုတ်လွှင့်နေတဲ့အချိန်မှာရတမျိုးစုံခန်းစားကျင်လို့ဇလန်လေးကိုရွှေတို့ suspend အမျိုးစားလေးပေါ့เนาะတခါမှ MRT4 series မှာထုတ်လွှင့်ပြသမှုမရှိပဲပေါ့เนาะဒါပထမအဆုံးချိန်နဲ့ဖြစ်တဲ့ series လေးရွှေထားတယ်ပြီးတော့လို့ရှင်အဲ့ထဲမှာရွှေတို့ဇလန်တွေထွက်လာပြီးနောက်မှာရွှေတို့ဇက်ကောင်တွေစခွဲပေါ့เนาะဇက်ကောင်တွေဆိုလို့ရှင်လည်းရွှေတို့ဒါ Forever Crew လာမှာရှိရဲ Talent Center ပေါ့เนาะဒါရွှေတို့ Forever ရဲ့ပေါ့เนาะဒါမင်းသားမင်းမ မီတွေရမှာရှင်တို့ရေးတယ်ပြီးတော့လို့ရှင်လည်းအပြင်ပေါ့နော်အမှုပညာရှင်တွေနဲ့ပူးပေါင်းပြီးတော့ဒါပထမအုံဆုံးစတင်ပြီးတော့ပြုလုပ်တဲ့ series တွေပေါ့ဟုတ်ဟာဒီကားရဲ့မှာပန်းရောင်ဆွဲကောင်မလေးနေရာနေပြီးတော့တေးဆောင်တော့မှာပါဟုတ်အာဒီဇက်လန်လေးကတော့ suspend ပေါ့နော်လှုပ်ဝက်သေးဖို့ဇက်လန်ပုံစံမျိုးလေးပါအာ MD4 မှာတခြားထုတ်လင်းပြသနေတဲ့အဲ drama တို့ဟာတာတို့နဲ့မတူဘဲနဲ့ကွဲထွက်မဲ့ဇက်လန်လေးပါဟုတ်ဒီကားရဲ့မှာ character လေးကတော့ ဟိုအမြဲတမ်းဒေါသထွက်နေတဲ့ကောင်လေးဒေါသကြီးတဲ့ကောင်လေးအမြဲတမ်းအလုံးမအစင်မပြေဘူးဟောလို့ဆိုတော့သူ့ရဲ့ဒေါသဒေါသစိတ်တွေကြောင့်ပေါ့နော်ဥမာဟိုသူလောက်တာမှန်နေပဲထင်တယ်ဟိုပစံပေးရလာကနေတာလို့ပြောလို့ဆိုရင်သူအလုံးမလုံးဘူးအဲ့လိုမျိုး ပုံစံမျိုးလေးနဲ့ချစ်ကန်ကန်နေရာလေးကနေတရုတ်ဆောင်ရတာပါဟုတ်ကျွန်တော်ကဟိုဟာဒီကားမှာမိမျက်အနေနဲ့တရုတ်ဆောင်ရမှာပါဟိုအဓိကကတော့ဟိုဇက်လန်ကိုတော့ဟိုပြိတ္တတွေကို ဟိုကျွန်တော်တို့ on air ပေါ်ရောက်တော့မှပဲပြည်သက်တွေအားလုံးစောင့်မျှော်ပြီးတော့ကြိရှိအားပေးကြပါလို့ပြောချင်ပါတယ်ခင်ဗျဟုတ်ကျွန်တော်ဒီကားရဲ့မှာဟိုမင်းမင်းဆိုတဲ့ character လေးကနေတရားဆောင်มาပေါ့ အဓိကကျွန်တော်ဒီထဲမှာအဲ့လို సై ကိုဖြစ်နေတဲ့လူတယောက်အနေနဲ့တည်ဥဆောင်မှာမဟုတ်ဟုတ်ကဲ့ရှင်အမြင့်တော်ဒီမှာရဲအုပ်ခက်ခက်ခိုင်ပေါ့နော်ရဲတယောက်နေရာနေတည်ဥဆောင်ပါမယ်အာအမှုလိုက်တဲ့ပေါ့နော်ရဲတယောက်နေရာနေပါရှင်ဟုတ်ကဲ့ရှင်ဟုတ်ဟုတ်ကဲ့ပါအခုကစာမျက်စိကြိုတင်မျက်စိနေပါတယ်အာယူနီဖောင်းတော့နောက်ဒီထဲမှာအမြင့်တော်အခုဆိုဒီဇလန်းကအာရိုင်ညောင်းကပါအကုန်လုံး complete ပြီးသွားပြီလीဆိုတော့အမြင့်တော်လက်ထက်အကုန်ရောက်ပြီဆိုတော့အဲ့ဒါတွေကိုဖတ်နေတယ်ပြီးတော့အဲ့အတွက်ကိုအမြင့်တော်ကြိုတင်ပြီးတော့စဉ်းစားထားတာလေးနောက်လောက်ရမဲ့ပုံစံလေးပေါ့နော်အားလုံးအမြင့်တော်အာစိတ်ပိုင်းဆိုင်ရာရောပေါ့နော်ကိုယ့်ရဲ့အပြင်ပိုင်းဆိုင်ရာကိုယ့်စိတ်ပိုင်းဆိုင်ရာအားလုံးအမြင့်တော် ပြင်ဆင်နေပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ညီမဒီကားထဲမှာအိမ်ပေါ်အိမ်ပေါ်နေရာနေပြီးတော့အခင်ပုံးဆိုတဲ့ကာရိုက်တာလေးအခင်ပုံးနာမည်နဲ့အိမ်ပေါ်ကာရိုက်တာလေးရနေရိုက်ထားတယ်ဟုတ် ားထဲမှာညီမတို့ပါဝင်ပြီးတိုးဆောင်အောင်မှာတော့ဟိုရဲတွေနေရဆိုတော့ဒီရဲတွေနဲ့ပတ်သက်တဲ့အမှုအကျင့်လေးတွေအသွားလာနေထိုင်လေးတွေအဲ့ဒါတွေကစပြီးတော့ဗောနော်အားလုံးဒီကားထဲမှာပါတဲ့အမှုပညာရှင်တွေကနေပြီးတော့အားလုံးကြိုးစားထားကြပါရှင့်ဟာကျွန်တော်တို့ကရဲတွေဆိုတော့ဒီအမှုလိုက်တဲ့အခန်းတွေပေါ့အဲ့လိုမျိုးနေရာတိုးဆောင်အောင်ပါဟုတ် ကဲအခုဆိုရင်ပရိသတ်များအနေနဲ့ဒီဇက်ကားထဲမှာပါဝင်သရုပ်ဆောင်သားမဲ့သရုပ်ဆောင်များပြောကြမှုဇက်ကားတန်တွေကိုနားဆင်နေတာပဲဖြစ်ပါတယ်သရုပ်ဆောင်တွေကတော်တော်လေးများတာဖြစ်တဲ့အတွက်ပရိသတ်တွေအနေနဲ့လည်းတကယ့်ရင်ခုန်စရာကောင်းမဲ့ mini series တစ်ခုကိုကြည့်ရှုရအောင်ပါပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့မှဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေကိုပရိသတ်တွေအားလုံးကြည့်ရှုရပြီးတော့ဝေဖန်ကြံပြစ်စကားတွေပြောကြခြင်းနဲ့ဆိုလို့ရှိရင်တော့ www.facebook.com/skyshow မှာဝင်ရောက်ပြီးတော့ comment ရေးသားပြီးတော့ဝေဖန်ကြံပြစ်စကားတွေပြောကြပေးကြပါအောင်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ရဲ့နေ့မြောင်မကောင်းကင် page ကိုလာရောက် ပြီးတော့ဝေဖန်ချံပြူတာမျိုးတွေနောက်ပြီး like လေးလေးနှိပ်ပြီးတော့ဒါပရိသတ်တွေနေနဲ့အားပေးခဲ့တာမျိုးတွေကိုတွေ့ရှိရတာဖြစ်တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါတယ်ဗျာနောက်ပြီးတော့ပရိသတ်များနေနဲ့ကျွန်တော်ရဲ့အစီအစဉ်ကို TV ကနေမဟုတ်ဘဲနဲ့ရောက်တဲ့နေရာကနေပြီးတော့ online ကနေ live stream ကြည့်ကြည့်နေဆိုရင်တော့ www.mrtv4.tv လို့ရိုက်နေပြီးတော့ရောက်တဲ့နေရာကနေပြီးတော့ mobile data လေးဖွင့် online ကနေ live stream ကြည့်ရှုလို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ ဒီနေ့မှာကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိကြောင်းပြောကြရင်လည်းကျွန်တော်တို့ရဲ့အစီအစဉ်ကိုတော့ဒီမှာပဲရန်နာခွင့်ပြုပါအောင်ခင်ဗျာကျွန်တော်တို့နောက်နေ့မှာပြန်တွေ့ကြပါမယ်စိတ်ဝင်စားဖို့ကောင်းတဲ့ညပညာကျောင်းအရင်နဲ့ကျွန်တော်တို့ပြန်လာခဲ့ပါမယ်ဒီနေ့အတွက်တော့နှုတ်ဆက်ပါတယ်ခင်ဗျာတာယာလာပိုင်နေလေးဖြစ်ပါစေဗျာ